အသက်6နှစ်အရွယ်သာရှိသေးတဲ့သမီးအရင်းကိုရောင်းစားကြောင်းဆွဆဲခံရတဲ့အမျိုးသမီးကိုတောင်အာဖရိကတရားရုံးတစ်ခုကထောင်ဒဏ်တသက်ချမှတ်လိုက်ပါတယ်။မေလ29ရက်ကစီရင်ချက်မှာတော့ကယ်လီလို့အများကခေါ်ဝေါ်ကြတဲ့ရစ်ချက်စမစ်ဟာတခြားကြံရပါနှစ်ဦးနဲ့အတူအပြင်းထန်ဆုံးထောင်ဒဏ်ကိုချမှတ်ခံခဲ့ရတာဖြစ်ပါတယ်။ကြံတဲ့နှစ်ယောက်ကသူ့ရဲ့ချစ်သူဂျာကွင်းအက်စပေါ်လစ်နဲ့သူတို့ဇုံတွဲရဲ့တငယ်ချင်းစတီဗာနိုဘန်ရိုင်းတို့ဖြစ်တယ်လို့သိရပါတယ်။မင်းကလေးငယ်ဂျော့လင်းစမစ်ရဲ့ထူးထူးဆန်းဆန်းရုပ်တရက်ပျောက်ဆုံးသွားမှုပြီး တနှစ်ကျော်အကြာမှာတရားရုံးစီရင်ချက်ထွက်ပေါ်လာတာပါ။ဂျော့စလင်ဟာကိပတောင်းမြို့နာကဆယ်တန်းဟာပင်လယ်ခွေ့အနားကနေအပြင်ဘက်မှာကစားနေရင်ပျောက်ဆုံးသွားခဲ့တာဖြစ်ပါတယ်။2024ခုနှစ်ဖေဖော်ဝါရီလကလေးကပျောက်ဆုံးနေတဲ့မင်းကလေးအကြောင်းကတောင်အာဖရိကမှာအရန်အယုံစိုက်စရာဖြစ်ခဲ့ရပြီးဖြန့်ကျန့်ရှာဖွေနေပေမဲ့အခုထိမတွေ့ရသေးပါဘူး။တောင်အာဖရိကအစိုးရရှင်တွေကရွေးချယ်ဟာသမီးဖြစ်သူကိုကျဲကျွံအဖြစ်ရောင်းစားခဲ့ကြောင်းစွပ်စွဲခဲ့ပေမဲ့တရားခွင်ထဲမှာအဲ့ဒီအချက်ကိုတည်တည်အခိုင်အမာမတင်ပြနိုင်ခဲ့ဘူးလို့ဆိုပါတယ်။ အစိုးရရှင်းနေတွေကရွေးချယ်ဟောင်းမွေးရစဲဆွဲနေပြီးငွေလိုနေတာကြောင့်တမိဖြစ်သူကိုရောင်းစားခဲ့တာလို့ပြောပါတယ်။တရင်ရှစ်ပတ်ကြာကြာနာမှုအတွင်းတပ်တွေတွေကလည်းရွေးချယ်နဲ့ကြံရပါတွေကိုပြင်းပြင်းထန်ထန်ဆွဆဲမှုတွေထွက်ဆိုခဲ့ကြပါတယ်။တရားသူကြီးနေတန်အာရမက်စ်ကစီရင်ချက်ကိုကြေညာချိန်မှာတရားခံသုံးဦးတည်းကမဒုကပို့ပြီးအပြစ်ကြီးတယ်လဲဆိုတာကိုသူ့အနေနဲ့ခွဲခြားလို့မရကြောင်းပြောပါတယ်။တရားသူကြီးကတရားခံသုံးဦးစလုံးဟာလူမောင်ကိုမှုပြန်ပေးဆွဲမှုဆွဆဲချက်တွေအတွက်အပြစ်ရှိကြောင်းဆုံးဖြတ်ခဲ့ပြီးလူမောင်ကိုမှုအတွက်ထောင်ဒဏ်တသက် ပြန်ပေးဆဲမှုအတွက်ထောင်ဒဏ်10နှစ်ချမှတ်ကြောင်းကြေညာခဲ့ပါတယ်။ဆဲဒန်ဟာမြို့ကတရားရုံးမှာစီရင်ချက်ကိုဖတ်ကြားကြေညာချိန်တွင်အသက်35နှစ်ရွယ်ရေချယ်ရောသူ့ရဲ့ကြံရပါတွေပါဘာစိတ်ခံစားချက်မျိုးမှမပြသခဲ့ကြပါဘူး။တရားခွင်မှာတော့မြို့ခံပြည်သူတွေကိုတက်ရောက်ပြီးနားထောင်ခွင့်ပြုထားခဲ့ပါတယ်။မိခင်နဲ့ကြံရပါတွေကိုပြည်တံစီရင်ချမှတ်ပြီးဖြစ်ပေမဲ့ကလေးမတွေကတော့ဘယ်ရောက်နေလဲဆိုတာကိုတော့အခုထိမသိရသေးပါဘူး။တောင်အာဖရိကရဲတပ်ဖွဲ့ကတော့နိုင်ငံပြင်ပအထိလိုက်ရှာရမယ်ဆိုရင်တော့ ဂျော့စလင်ကိုရအောင်ရှာမယ်လို့ပြောကြားထားပါတယ်။တရားစီရင်စစ်ဆေးနေတဲ့ကာလအတွင်းတရားခဏ်တွေဟာကလေးကိုဝယ်ယူသွားတယ်ဆိုရဲလူပုဂ္ဂိုလ်ရဲ့နာမည်ကိုလုံးဝထုတ်မပြောခဲ့ဘူးလို့ဆိုပါတယ်။ဒေါသထွက်နေတဲ့ဒေသခံတွေကတရားရုံးစီရင်ချက်မတိုင်ခင်ကလေးကတရားခဏ်သုံးစလုံးကိုအပြင်းထန်ဆုံးပြစ်ဒဏ်တွေချမှတ်ဖို့တောင်းဆိုနေခဲ့ကြပါတယ်။မြို့ကန်ခရီးရန်ဖုံးတော်ကြီးတပါးက2023ခုနှစ်အတွင်းမှာရွေးချယ်ကသူ့ရဲ့ကလေး၃ယောက်ကိုတယောက်စီအတွက်ရန်ငွေ၂000 တနည်းအားဖြင့်ဒေါ်လာထောက်100လောက်ရရင်ရောင်းချက်နဲ့လို့ပြောဆိုနေတာကိုကြားခဲ့မိကြောင်းတရားရုံးမှာထွက်ဆိုခဲ့ပါတယ်။ဂျော့ဖလင်ရဲ့ဆရာမဖြစ်သူကလည်းကလေးကိုလိုက်ရှာနေချိန်တော့တွင်မှာရွေးချယ်ကသူ့သမီးဟာတင်မောတစည်းပေါ်ကကွန်တိန်နာတစ်လုံးထဲမှာပတ်သွားပြီးအနောက်အာဖရိကဘက်ကိုခရီးသွားနေပြီလို့လာပြောခဲ့ကြောင်းတရားသူကြီးတွေထွက်ဆိုချက်ပေးခဲ့ပါတယ်။ပိုပြီးကြောက်စရာကောင်းတဲ့ထွက်ဆိုချက်တစ်ခုမှာတော့ရွေးချယ်ကဂျော့ဖလင်ရဲ့မျက်လုံးနဲ့အရေပြားကိုဆေးဖော်ဖို့လိုချင်နေတဲ့ရိုးရာဘိန်းတော်ဆရာစီ ရန်ငွေ2000နဲ့ရောင်းချခဲ့တယ်လို့ဆက်ဆွဲထားကြောင်းတရားရုံးမှတ်တမ်းတွေအရသိရပါတယ်။ရေချဲကတော့သူ့ကိုဆက်ဆွဲတဲ့တက်တေထွက်ဆိုချက်တိုင်းဟာမျက်နှာပြောင်တိုက်ထားတဲ့အလင်းညာတွေဒါဖြစ်တယ်လို့ပြောပါတယ်။တရားရုံးကတော့တက်တေထွက်ဆိုသူတွေဟာ George Lin နဲ့နှိဆက်သူတွေဖြစ်ပြီးအချိန်တွေကိုနက်နက်ရှိုင်ရှိုင်နားလည်ထားသူတွေဖြစ်လက်ခံယူဆကြောင်းကြေညာခဲ့ပါတယ်ရှင်။